တခါတော့ငါလက္ခဏပူရာဆိုတဲ့ရွာလေးမှာဥဒုခရဲ့ဇနီးဖြစ်သူ ရှန်တီမိဖြစ်သူဗန်စီတို့မိသားစုလေးနေထိုင်ကြပါတယ်။ဗန်စီရဲ့မိဘတွေကတော့ဆုံးပါသွားတာကြားခဲ့ပါပြီ။ဒါကြောင့်ဗန်စီကို အဖိုးနဲ့ဘွားကပဲပြုစုပြောထောင်ခဲ့ပါတယ်။အခုတော့အဖိုးဖြစ်သူဟာအသက်ကြီးပေမဲ့လည်းအလုပ်လုပ်နိုင်ပါသေးတယ်။သူက အလုပ်ကိုအရန်စူးစမ်းတဲ့သူပါ။ အဘိုးသူကမှာတော့လဲခွက်လေးတစ်ခုရှိပြီးတော့အဲ့ဒီမှာပဲနှစ်ဖူးကချွေးချေးမှကြတဲ့အထိနေမနာညမနာစူးစားပန်းစားလုပ်ကင်ပါတယ်။ဒီဘက်မှာတော့ဘိုးသူခရဲ့ဇနီးရှန်တီကအိမ်မှုကိစ္စတွေအကုန်လုံးကိုတာဝန်ယူပါတယ်။ဒါပေမဲ့သူတို့ရဲ့မိလေးဘန်စီရဲ့အခြေအနေကတော့လုံးဝမတူပါဘူး။သူကဘာအလုံးမကို စိတ်မဝင်စားတာပါ။ဘန်စီက အချိန်တိုင်းလူလူပြားတခင်ရဲ့နာမည်ကိုရွတ်ပူဆိုရင်းနဲ့ အချိန်တွေကုန်နေခဲ့ပါတဲ့သူက အမြဲတမ်းဘုရားသခင်ရဲ့နာမည်ကိုပဲတားနေတဲ့သူပါသူဟာဘာသာရေးကိစ္စမှာပဲအရန်ကိုနှိမ့်ယူထားတာကြောင့်တခြားဘာအလုံးမကိုမလုပ်ပါဘူးတဲ့နေရောညပါဘုရားသခင်ရဲ့နာမကိုပဲရွတ်ဆိုပူဇော်နေရပါဗန်စီရဲ့ဒီလိုအမှုချင်းကြောင့်အဖိုးဖြစ်သူကအရန်ကိုစိတ်ပူနေပါတယ်ဒီနေ့မှာတော့အဖိုးတယောက်လဲတဲ့အလုတ်သွားဖို့ထွက်လာတော့ဘေးရွာကရွာသားတယောက်နဲ့စုံမလီရော ဖရာဗျာဘိုးဒုက္ခပါလားဟုတ်ပါသားလေးရေဘိုးဒုက္ခကြီးအရန်အောင်ပိန်သွားတယ်လို့ပဲနော်ဘာများဖြစ်သွားတာလဲနေရောကောင်းရင်လားဗျာဟုတ်တယ်တာယာဟုရေလွန်ခဲ့တဲ့ရက်ပိုင်းလောက်တည်းကအဖို့နေမကောင်းဖြစ်နေရဒါပေမဲ့ဘဲတက်နိုင်မလဲငါတာရေလဲတဲ့မသွားဘူးအလုံးမလုချင်ဘူးဆိုရင်တော့အင်းကဘလို့လုပြီးတော့ရက်တည်မလဲအဖို့ရေနေမကောင်းမှုဆိုရင်လဲဘာလို့လဲတဲ့ကိုတကူးတကအလုံးသွားလုံနေမှာလဲ မဟုတ်သေးပါဘူးဗျအခုဆိုဘန်းစီကတတော်လေးကြီးနေမလားသူက အဖိုးအလုပ်တွေကိုဝင်မကူဘူးလားဘာလို့အဖိုးအစားဘန်းစီကိုလဲလဲသွားပြီးတော့အလုပ်တွေမလုပ်ခိုင်းတာလဲအဖိုးကအသက်ကြီးနေပြီလေလဲထဲမှာအလုပ်လုပ်ရမယ့်အရွယ်မဟုတ်တော့ဘူးအဖိုးအစားသူ့ကိုပဲလဲထဲဘာလို့မလွတ်တာလဲဗျအဖိုးနားနေရမယ့်အချိန်ရောက်နေပြီဗျမင်းမသိပါဘူးရာဟုရဲ့ဘန်းစီကဘာမှ မလုပ်တတ်တဲ့စံကုန်ကြီးလေးကဘယ်အလုပ်ကိုမှလည်းစိတ်မဝင်စားဘူး ဘာအလုံးမှလည်းမလုပ်ချင်ပါဘူးဟာအဖိုးလည်းသူ့ကိုလုံးတစ်ခုကိုကောင်းကောင်းရှာပြီးတော့ဂျိုဂျိုဆာဆာလုပ်ဖို့ပြောခဲ့တယ်မြို့တက်ပြီးတော့မှအလုပ်ကောင်းလေးတစ်ခုရှာပေးခဲ့သေးတယ်ဒါပေမဲ့ဒင်းရမျိုးကနေပြန်ပြေးလာရလေနောက်ပြီးတော့တခါတုန်းကဆိုလေရွာတွေကကောင်းလေးတယောက်နဲ့စကားပြောပြီးတော့တကြီးအိမ်မှာလာကကောင်းကောင်းနဲ့အလုပ်ထက်ရှာပေးသေးတယ်ဒါပေမဲ့လည်းအဲ့ဒီအလုပ်ကိုလေသူကထွက်လိုက်တယ်လေ အဖိုးလည်းသူ့ကိုပြောရပါများလို့လို့အာပါပြီးတော့အမောဆို့နေပြီဒီကောင်လေးဘာဆက်ဖြစ်လာမလဲမသိတော့ပါဘူးကွာဒီမဲ့ဘုသူခအဖိုးရဲ့မြေကဒီလိုတော့ပြောင်းလဲလာမှာမဟုတ်ဘူးအဖိုးဒီလိုလုပ်ပါလား သူ့ကိုအိမ်တော်ရသားချပေးလိုက်ဗျာသူ့မိမအိမ်ပေါ်ရောက်လာရင်တော့သူ့တာဝန်ယူရတော့မှအဲ့ခါကျရင်သူ့လူလူပြောင်းလဲသွားလိမ့်မယ်ပြီးတော့အဖိုးလည်းလဲလုပ်ကိုနားပြီးတော့အပွားနဲ့တူပြားဘူးထွက်လိုက်ပေါ့ဒီခါကျသူ့အလုပ်ကိုဘယ်လိုလုပ်ရမလဲဆိုတာတစ်ချက်ကြည့်လိုက်ပါ သူအလုံးမလုပ်ချင်တော့မှဘလို့မှမတက်တာပဲလုပ်ရမှာပဲဟုတ်တယ်ရာဟုရေမင်းပြောတာလည်းမစိုးကျွန်တော်ပေးတဲ့အကြံကသွေးထောင်ကိုမှန်နေဘုသူခအဖိုးဓာတ်ကိုတေချာပေါက်လုပ်ရမယ်နော်အေးကွယ်ဒီအကြံကအဖိုးကောင်းနေကြဘာလို့ဝင်မလာပါလဲအဖိုးသူ့ကိုအမြန်ဆုံးလက်ထပ်ပေးလိုက်မယ်မင်းမြန်မှန်တမ်းမိတဲ့မိန်းကလေးတယောက်ရှိရင်လည်းငါ့ကိုပြောစမ်းပါအဖိုးအိမ်ကမင်းနဲ့မြန်မြန်ကိုလက်ထပ်ပေးလိုက်မယ်ဟုတ်ကဲ့ပါ ဲ့လိုဆိုရင်တော့ကျွန်တော်မြန်မာတမ်းမိရဲ့မင်းကလေးတယောက်တော့ရှိရဲ့ရုပ်လေးကချောပြီးတော့အလောက်ကန်ရလေတက်တက်မြင့်မြင့်ရှိတယ်ဗျအဖိုးတို့အင်ကအိမ်မှုကိစ္စတွေကလုံးကိုနိုင်နိုင်နေနေလုံနိုင်လောက်တဲ့ပြီးတော့သူကငငယ်လေးတဲကအရက်လိမ်မာတဲ့သူတယောက်ပါသူ့ကိုဘယ်လုံးမစူခိုင်းလို့ရတယ်ဘယ်တော့မှလည်းမငင်းဘူးဗျနောက်တစ်ခါကအဲ့ဒီမင်းကလေးကပဲအဖိုးရဲ့မြေပန်းစီကိုပါပြုပြင်ပေးနိုင်လိမ့်မယ်ဒါကတော့တကယ်သတင်းကောင်းပါလား အဘိုးအခုပဲအိမ်ပြန်ပြီးတော့ရှန်ဒီနဲ့ဒီအကြောင်းကိုတိုင်မင်လာအောင်မယ်။ရှင်မကြီးငါနင့်ကိုပြောစရာရှိတယ်။တေချာနာတော့စမ်းဒါတည်းလောလောဆယ်တော့ရေးလေးတစ်ခွက်လောက်ယူလာပေးပါဟုံးဟ။လာပါပြီရှင်လာပါပြီ။ဒီမှာငါဒီနေ့လဲတဲ့အလုပ်သွားလုပ်တုန်းကလေဘေးရွာကရာဟုနဲ့တွေ့ခဲ့တယ်။သူကငါတို့ဗန်စီအတွက်မိန်းကလေးတယောက်အကြောင်းကိုလည်းပြောပြတယ်။သူပြောတာတော့သူ့မျက်မှန်းတမ်းမိတဲ့လိမ္မာတိတက်ပြီးတော့ အကျင့်စာရိတ္တကောင်းတဲ့ချောချောမောမောမိန်းကလေးတယောက်ရှိတယ်တဲ့ဟုတ်ပါရဲ့ရှင်ပြောတာလည်းမှန်တာပဲကျမလည်းအဲ့လိုတွေးနေတာကျမတို့နေရာကိုပင်ပင်ပန်းပန်းစူးစမ်းရုံးကန်နေခဲ့တာကြာလာပြီဒီကောင်လေးကသူ့ကိုသူပြောင်းလဲဖို့တခွန်းတော်မှမဟာဘူးလေအဲ့တော့ तू လက်ထပ်ပြီးမှပဲပြောင်းလဲသွားမလားမသိပါဘူးတော့ငါလည်းအဲ့လိုပဲတွေးနေတာ तू မအခုမပြောင်းလဲရင်နောက်ဆုံးဘယ်တော့မှပြောင်းလဲတော့မှမဟုတ်ဘူး तू ဘာသာရှာမစားရင် तू ဘာကိုသွားစားမလဲ သူ့မိမကိုရောဘလို့မျိုးရှာကြွေးမလဲနောက်ပြီးနာခက်မှာကလေးတွေရလာရင် သူတို့ဘလို့စားတော့ကြမလဲသူအလုံးမလုံးချင်တော့မှသူ့ရဲ့ဝတ္တရားအရတော့အလောက်ကလောက်ကိုလို့ရမယ်ဒီလိုနဲ့ပဲဘန်စီရဲ့အဖိုးနဲ့အဖွားကတော့မိမချော်လီတယောက်နဲ့အိမ်အောင်ချပေးလိုက်တော့တယ်ဒီနောက်တော့သူတို့သမီးကအိမ်ကိုရလာတယ်လက်ထပ်ပြီးတလာကြတော့အဖိုးဖြစ်သူကဘန်စီကိုပြောပါတယ်ဒါဘန်စီရဲ့ အဘိုးတို့ဘက်ကတော့တာဝန်ရောဝတရားရောအပြေအဝကြေဝင်ခဲ့ပြီအခုဘိုးတို့တာဝန်ကပြီးသွားပြီဆိုတော့ဒီအိမ်ကိုမင်းမဲဆက်ပြီးတော့ဦးစီးရတော့မယ်အဘိုးတို့နေရာလုံးလည်းအရန်ကိုအသက်ကြီးနေပြီဒါကြောင့်ဘဝရဲ့နေဝင်ချိန်ကိုဖျားဖူးခီးလေးထွက်ပြီးတော့ကုံဆုံးဖို့စဉ်းစားထားတယ်။ဒါကြောင့်အဖိုးတို့နေအောင်ခီးထွက်တော့မယ်။ပြီးတော့ခီးကဘလောက်ကြာမယ်ဆိုတာလည်းမသိရဘူး။ဒါကြောင့်သားအနေနဲ့ကို့တာဝန်ကိုကောင်းကောင်းထမ်းဆောင်ပါလို့မှာခဲ့ခြင်းနဲ့ဘန်းစီရီ အဘိုးဒီယာရီအားလုံးကိုမင်းနဲ့ယုံကြည်စိတ်ချလို့ထားခဲ့တာပါ။တားလေအဘိုးတို့တော့စိတ်ပြက်အောင်မလုပ်ဘူးမျှော်လင့်ပါတယ်။ဒီလိုနဲ့နောက်တနေ့မှာတော့အဘိုးနဲ့ဘွားလင်းမယားနှစ်ယောက်လုံးခီးထွက်သွားကြပါပြီ။ဒီနောက်တော့ရက်ပိုင်းလောက်ကြာသွားပြီမင်း။ဘန်စီရဲ့အချင်းကတော့လုံးဝပြောင်းလဲမသွားပါဘူး။ဘန်စီက အရင်တိုင်းဘာသာရေးမှဘာသာရေးပဲလုပ်နေတယ်။ဘန်စီတရားကိုဘာသာရေးတဲ့နင်းမြုပ်နေရအောင်မြင်တော့ဇနီးဖြစ်သူက အခုလိုမျိုးတွေးမိပါတယ် ငါဟာတော်တော်ကံကောင်းပါလားအမြဲတမ်းလူလူဖះတရားကိုပဲကိုးကွယ်စည်းကမ်းနေတဲ့ဒီလူယောက်ျားကောင်းကိုငါကရခဲ့တယ်။သူကဘာကူမှစိုးရင်ပူပန်ခြင်းမရှိပဲဖះကိုပဲပူဇော်နေရ။ဒါဟာတကယ်တော့ငါကရဟန်းကိုကံကောင်းတာပဲ။အစာပိုင်းမှာတော့အစစရရအစဉ်ပြေနေခဲ့ပြီးရောဒီလိုနဲ့ရက်တွေလည်းကြာသွားပါတဲ့။လက်ထက်ပြီးအချိန်တွေကြာတာတောင်မှဗန်စီရဲ့အကျင့်တွေကမပြောင်းလဲသေးပါဘူးတဲ့။ဗန်စီကအရင်အချိုးတိုင်းပဲ။ နေ့ရက်တွေကုန်လွန်ပြီးတော့အင်ကစားစရာတောက်စရာရိတ်ခါတွေအလုံးလေးကုန်သွားခဲ့တယ်။ဒီခါကျမှသူ့နန္ဒာကဘန်းစီကိုစားပြီးတော့ပြောလာတော့တယ်။ယောက်ျားကြီးအိမ်မှာစားတဲ့ရိတ်ခါတွေအလုံးကုန်သွားပြီဆိုတာရှင်သိရဲ့လား။ရှင်ပါလို့အပြင်ထွက်ပြီးတော့အလုပ်တစ်ခုမှမရှာရတာလေ။ရှင်ကိုပဲချင်းကြီးကြီးအိမ်မှာပဲနေနေတယ်။နေရောညပါဘုရားပဲရှိခိုးနေပြီးတော့အင်ကိုလည်းစိတ်ပူတဲ့ပုံမပေါ်ပါလား။ ဘုရားတရားယူသည်ကိုင်းဆိုင်တာကောင်းနေဆိုပေမဲ့ကျမလက်ခံသင်းတဲ့လောက်ပဲလက်ခံနိုင်မယ်။ဒါပေမဲ့လူတယောက်ကသူ့ဘဝအတွက်အလုပ်တစ်ခုကိုလည်းလုပ်ရသေးရဲ့ရှင်။ရှင်အလုံးမလုပ်ရင် ကျမတို့တွေငတ်ပြီးရောသေးရလိမ့်မယ်။ဒါကြောင့် ရှင်အလုပ်တစ်ခုခုတော့ရှာတဲ့နေ။ရှင်ဘုရားရှိခိုးနေုံနဲ့တော့ကျမတို့ကဘိုက်ပြလာမှာမဟုတ်ဘူး။အေးပါကွာအေးပါငါတခုခုရှာကြံပြီးတော့လွတ်လိုက်ပါမယ်။ဘန်းစီလည်းအဲ့လိုပြောပြရနဲ့ အိမ်ပြင်ထွက်သွားပြီးရောလဲခွက်ထဲမှာတိုင်းပြီးရောတွေးနေတယ်။သူ့နန္ဒာပြောတာမှန်နေလို့တော့ထင်တာပဲ။ငါအလုပ်တစ်ခုခုတော့ရှာရမယ်။ဒီလိုစက်ထိုင်နေရင်တော့ဘာအလုံးမဖြစ်လာမှာမဟုတ်ဘူး။ဒါပေမဲ့ငါဘယ်လိုလုပ်ရမလဲ။ငါကဘာအလုပ်ကမှစိတ်မဝင်စားဘူးလေ။အဖိုးရှိရင်တော့အလုပ်မှန်သမျှကိုသူကလုပ်ပေးမှာ။အခုတော့သူလည်းမရှိဘူး။ငါမှလဲတဲ့ပြိုးကျဲဖို့အတွက်လည်းပတ်စံရမရှိဘူး။ဒီလိုလုပ်တာပဲကောင်းမယ်။မြေရှင်ကြီးစီကနေပတ်စံနေနေသွားချိမယ်။ ငါပတ်စံရလာတဲ့ခါကျပြန်ဆက်လိုက်ရုံပေါ့။ဗန်စီတရားကအဲ့လိုတွေးပြရနဲ့မြေရှင်ကြီးစီကိုပတ်စံကြည့်ဖို့တွားခဲ့ပါလေ။တထည့်ရီတထည့်။ဟောဗန်စီပါလား။ပြောဗာကိစ္စနဲ့ရောက်လာတယ်လေ။ဒီလိုပြားကျွန်တော်ပတ်စံနေနေလူနေလို့ပါ။အေးရတယ်ဗန်စီ။ဒါပေမဲ့မင်းတခုတော့တည်ကြရမယ်။ငါမင်းကိုငွေတော့ချေးပေးမယ်။ဒါပေမဲ့အပေးယူနေနဲ့ မင်းရဲ့အင်ဂီယန်မြေကန်တွေကိုငါစီမအပေါင်ထားရမယ်။မင်းငါအကျွေးကိုပြန်မဆက်မချင်းမင်းရဲ့စာရွက်စာရန်တွေကငါစီမပဲရှိလိမ့်မယ်။အေးမင်းငါအကျွေးကိုအကျေဆက်ပြီးရင်တော့အဲ့အရာတွေကိုငါကချက်ချင်းပြန်ပေးမှာ။ဒီလိုနဲ့မြေရှင်တည်းလေဘန်စီရဲ့အင်ဂီယန်မြေကန်တွေကိုအပေါင်ယူထားလိုက်ပြီးတော့ငွေထောက်ချေးပေးလိုက်တဲ့ဘန်စီကငွေကိုယူပြီးရနဲ့ပြန်ထွက်လာခဲ့ရပေါ့။အင်ပြင်ရောက်တော့သူကစိတ်ထဲကနေခုလိုမျိုးတွေးလိုက်တဲ့ ဘုရားသခင်နဲ့နတ်ကောင်းနတ်မြတ်အပေါင်းတို့ကျွန်တော်လည်းတွင်ငွေတော့ချေးလာခဲ့ပြီအဲ့ဒီနောက်ပိုင်းကတော့အရှင်တို့ပဲဆက်ပြီးတော့ကြည့်ရှုဆောင်မပေးကြပါဦးဘန်စီလည်းသူ့ရဲ့လဲခွက်ထဲပြိုးကျဲလိုက်ပြီးရောမကြာခင်ရပိုင်းအတွင်းမှာပဲသူ့လဲခွက်ထဲမှာအသီးနှံတွေကောင်းကောင်းမွန်မွန်ဖြစ်ထွန်းလာတဲ့ဒါပေမဲ့ဘန်စီရဲ့အကျင်ကမပြောက်ပါဘူးလေသူကတနေ့တာရဲ့တဝက်ကျော်လောက်ကိုဘုရားရှိခိုးရင်းနဲ့တဝက်ကျော်ကျော်လောက်ကိုတော့လဲခွက်ကိုဆောင်းဆောင်ရင်းအချိန်ကုန်ခဲ့ပါတယ် ဒီလိုနဲ့တနေ့မှာတော့ဗန်စီတရားဖျားရှိခိုးရင်အရန်စိတ်နစ်ထားမိတာကြောင့်တော်ရိုင်တရိษံတွေသူ့လေထဲလာပြီးရောအသီးနှံတွေကုန်လုံးကိုဖျက်ဆီးပစ်လိုက်တာတော့မှသူကမသိလိုက်ပါဘူးတဲ့။နောက်နေ့မနက်သူ့လေထဲသွားကြည့်တဲ့အခါသူရဲ့အသီးနှံတွေအားလုံးပျက်စီးနေတာကိုတွေ့လိုက်ရပါလေရောဒီခါမှ သူလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်သွားပါတယ်အလို့ဘုရားသခင်ဒါဘလို့ဖြစ်ရလဲငါလည်းဘာဆိုဘာမှမသိလိုက်ရပါလား အခုငါအိမ်ပြန်ပြီးတော့မိမကိုဘယ်လိုပြောရမလဲငါပတ်စံချီးပြီးတော့ပြိုကျဲပြီးတော့မျိုးစေ့တွေဝဲခဲ့တာမြေရှင်ကြီးရဲ့ပတ်စံတွေကိုလည်းပြန်ဆက်ရအောင်မေဘုရားသခင်ရဲ့ဘာကြောင့်များကျွန်တော်ဘောဒီလိုမျိုးလုံးရတာလဲဒီလိုတော့ကတကြီးတွေ့ရင်ねသူဟာအိမ်ပြန်ရလာခဲ့တယ်အိမ်ရောက်တော့ဇနီးဖြစ်သူကိုပြစ်ချောင်းကုန်စင်ပြောပြလိုက်ပါတယ်သူနန္ဒာကြီးတော်ရိုင်တရိတ်ဆန်တွေကငါတို့လေတွေကအသေးနံတွေအားလုံးကိုဖျက်ဆီးလိုက်ပြီး ဒါကြောင့်ငါတို့တင်းနဲ့တစ်ခုလုံးလဲပြက်စီးသွားပြီဟာ။ဘာပြောတယ်။ရှင်တညာလုံးလဲထဲမှာရှိနေရမလား။ဒါဆိုအဲ့ဒီတရိတ်ဆန်တွေကအသေးနံတွေကိုပြက်စီးနေတော့ရှင်ဘာလုပ်နေသလဲ။အဲ့ဒီတရိတ်ဆန်တွေငါတို့တင်းနဲ့ခင်းနေဘဲချိန်ဝင်ပြီးတော့ပြက်စီးသွားမှန်းကငါမသိလိုက်တာပါမိမရဲ့။ဒီကိစ္စဘလို့ဖြစ်သွားလဲဆိုတာကျမအကုန်သိတယ်ဒီလိုဖြစ်တာလဲမဆမ်းမအောင် ရှင်ကဖះအတကောင်းနေရနဲ့ပဲအလုံများနေတော့စိုက်ခင်းကိုဘလို့လုပ်ပြီးတော့တေချာလေးဂယုဆိုင်နိုင်ပါလေ။စိမ့်မဘူးနဲ့မိမရဲ့ဖះသခင်ကငါတို့ဒုက္ခတွေကိုဖြည့်ရှင်ပေးပါလိမ့်မယ်။ဒီမှာရှင်ရှက်ရောရှက်တဲ့ရေလား။ကျမလည်းဘာသာရေးသမားတော်တော်များများကိုတွေ့ဘူးပါတယ်။ဒါပေမဲ့ဒီလိုမျိုးကို့အတွက်အကျိုးရုပ်စေတဲ့ဒီလိုကိုယ်ပိုင်မှုမျိုးကဘာမှအသုံးမဝင်။ဒါရီအားလုံးကလည်းရှင်ရဲ့ကိုယ်ပိုင်မှုကြောင့်ပဲဖြစ်ရတာ။ ရှင်ရဲ့အတုံးမကြတဲ့ကိုးပွယ်မှုကြောင့်ကျမတို့တွေခုလိုဒုက္ခကြီးကြီးရောက်နေရတာရှင်ဘာသာရေးကိုကိုးကွယ်ရကလုံးဝအစွန်ရောက်နေပြီရှင်ကလည်းလုံးဝကိုယူသွင်းနေပြီဒီလိုနဲ့ပဲရဲအနှဲငယ်ကုန်လွန်သွားပြီးရဲ့နောက်အိမ်မှာကြံနေတဲ့ရိတ်ခါတွေအားလုံးလုံးဝကိုကုန်သွားပါပြီသူ့နန္ဒာလည်းဘန်စီရဲ့အစ်င့်တွေကိုတော်တော်လေးကိုစိတ်ကုန်နေပါပြီဒါပေမဲ့ဘန်စီကတော့ဂီယုမဆိုင်ပါဦးတဲ့သူကအိမ်မှာပဲထိုင်ပြီးရော့ ဖရရဲ့နာမတော်ကိုပဲတကြောကြောရွတ်ဆိုနေတဲ့ဒီကမှာတော့သူ့နန္ဒာလေးအခုလိုတွေးမိပါတယ်အခုလိုချင်းနေတဲ့သူ့စီကနေဘာအလုံးမဖြစ်လာမှမဟုတ်ဘူးသူကဘာအလုံးမလဲလုံးမမဟုတ်တော့ငါပဲတခုခုလုံးမရတော့မေဒီလူနဲ့လက်တက်လိုက်တာငါတဝလုံးပျက်စီးသွားပြီငါရဲ့ကံကောမကောင်းတာပါငါဘလို့များတွေးပြီးတော့ဒီလူကိုယူခဲ့မိလဲငါလက်ထပ်ပြီးတော့ဒီရင်ကိုစားရောက်လာတော့ကဘာသာတရားကိုင်းဆိုင်တဲ့ယောက်ျားကောင်းကိုရခဲ့တာလို့ထင်ခဲ့မိရဲ့ ဒါပေမဲ့သူ့ရဲ့ဘာသာတရားကိုင်းဆိုင်တဲ့အချင်းကငါ့ကိုတနေ့တစ်ချိန်ချိန်မှာဒုက္ခရောက်စီမဲမဲမတိခဲ့ပါလားဒီနေ့ဆိုအဲ့လိုဘာသာတရားကိုင်းဆိုင်လွန်းလို့အိမ်မှာစားစရာစံတစည်းတောင်မရှိတော့သူ့ကိုဘလောက်ပဲနားလည်အောင်ပြောပြောဘာမှလည်းမလုပ်ပါလားဒီလိုနဲ့သူ့နန္ဒရာတယောက်သူများအိမ်မှာတန်ရှင်းရေးလုပ်တာ ပကံစည်းရနဲ့ထမင်းချက်တဲ့အလုပ်ကိုရှာပြီးတော့လုပ်ပါတယ်သူများအိမ်မှာလုံးလုံးပြီးတော့ပတ်စံလေးနေနေပါပါရှာလာနိုင်တာကြောင့် သူတို့အိမ်လေးလည်းဒီလိုနဲ့ပဲဆက်ပြီးရောရက်တည်နိုင်ခဲ့တဲ့။ဒီနေ့မှာတော့သူနန္ဒာကသူများအိမ်ကနေလှုပ်လှုပ်ပြီးရောအိမ်ပြန်လာတော့ရွာကအမီရှင်တတိကသူ့ကိုလမ်းမှာတားပြီးရောအခုလိုပြောပါရယ်။ဟေးဘန်းစီမိန်းမတေချာနာတော်ဆန်းနင်းရဲ့ယောက်ျားကိုတွားပြောလဲအလကားဝဲမလို့နင်းမဲဖြေစမ်းနင်းတို့လင်မြငါအကျွေးကိုဘယ်တော့ပြန်ဆက်မလဲဒီကောင်ကတော့အိမ်မှာပဲတစ်ချိန်လုံးထိုင်နေရသူ့စီကအကျွေးရဖို့ထိုင်မြုံနေတော့ငါကယူရကြတာပေါ့ နင်တို့လည်းဟိုပြန်လူချင်းရင်ငါအကျွေးကိုမြင်မြန်ဆက်ဒါပဲကျမကိုရက်နေနေလောက်တော့ထပ်ပေးပါအောင်တတိရေကျမတခုခုလုပ်ပြီးရောရှင့်ကျွေးရေအကုန်လုံးကိုကြည်အောင်ပြန်ဆက်ပါမယ်။ကောင်းပြီငါနင့်စကားကိုယုံလို့ရက်ပိုင်းလောက်ချင်းထပ်ပေးမယ်။မဟုတ်ရင်နင့်ယောက်ျားကဘာလုံးမလုံးမမဟုတ်သူ့စကားကိုလည်းငါလုံးဝမယုံ။ဒါကြောင့်နင့်ပါသားနေမယ်။ရတဲ့နီးနဲ့အကျွေးမြင်မြန်ဆက်ဖို့စီစဉ်ပါ။ငါကအကြ ాయి တော့မဆောင်နိုင် သူ့နန္ဒာအိမ်ပြန်ရောက်တော့ယောက်ျားဖြစ်သူကိုဖြစ်ချောင်းကုံစင်ကိုပြောပြလိုက်တော့တယ်။ရှင်တိလားဒီနေ့ကျမအလုတ်ကနေအိမ်ပြန်လာတော့မြင်းရှင်ကြီးကလမ်းမှာတားပြီးတော့အကြေးတောင်းနေအဲ့ဒီနာမှာရက်နေတဲ့ရွာသားတွေကနဲတာမဟုတ်အဲ့လူတွေအကုန်လုံးရှေ့မှာကျမဘလောက်တောင်ရှက်လေရှင်တိရဲ့လားသူက ရှင့်မကောင်းချောင်းတွေကိုလည်းကျမကိုအများကြီးပြောသွားတယ်ဒါပေမဲ့ကျမကတော့သူ့ကိုဘာမှပြန်မပြောနိုင်ခဲ့ဘူးလေဘာကြောင့်လဲဆိုတော့ဒီကိစ္စမှာ သူ့ဘက်ကဘာအမှမမရှိလို့ပဲဒီအမားတွေကလုံးကရှင့်ကြောင်ပဲရှင့်အလုံးမလုံးနိုင်တာတည်ရနေဘာကြောင့်သူစီကပတ်စံချီးရလဲအခုကျမတို့တွေသူ့ကြွေးကိုဘယ်ကပတ်စံနဲ့ပြန်ဆက်မှာလဲဇနီးဖြစ်သူကဒီလောက်အသေးအတန်ပြောနေလေဗန်းစီကတော့သူ့ရဲ့ဘာသာရေးအာရုံနဲ့မှပဲနင်းမြုပ်နေခဲ့တဲ့ငါနဲ့တော့ရှင့်နဲ့ပြောရတာလေအလက်ကားပဲရှင်ကအခုထိတောင်မှအဲ့လိုပဲငူးငိုင်းငိုင်းနဲ့ရက်နေတယ် ကျမတို့ခုလိုဒုက္ခရောက်နေတာဘာကြောင့်လဲဆိုတာရှင်မသိဘူးလားရှင်ဘုရားကဘသူကမှလာပြီးတော့ကုညီရမဟုတ်ဘူးလူဆိုတာကိုယ့်ဘဝအတွက်ကိုယ့်အလုပ်ကိုလုပ်ရတယ်ဘုရားထိုင်ရှိခိုးနေုံနဲ့ဘသူမှဘိုင်းမပြေဘူးနေ့စဉ်နဲ့များဝမ်းရည်ပြည့်လည်ဖို့ဆိုတာအလုပ်လုပ်ရတယ်ဒါပေမဲ့ရှင်နားလည်အောင်ဒီလောက်အပေါက်တဲ့အထိပြောနေလဲရှင်ကတော့ဘာမှမသိပါလားဒီလိုနဲ့ရက်ပိုင်းလောက်ကြာသွားတော့တနေ့မှမြေရှင်ကြီးကဘန်းစီရဲ့အိမ်ကိုရောက်လာတယ်ဘန်းစီ ငါမင်းကိုတနာလို့ရက်ပိုင်းလောက်ထပ်ပြီးတော့အချိန်ပေးခဲ့တယ်။အခုတော့အချိန်ပြည့်သွားပြီ။မင်းတို့ငါအကျွေးကိုပြန်ဆက်ဖို့ပတ်စံစုထားပြီးပြီလား။ငါအခုလာတာကငါအကျွေးတွေကိုပြန်လာယူတာ။အခုဒီတော့ကျွန်တော်တို့တွေဘာပတ်စံမှမစုမိသေးပါဘူး။ဘာပြောတယ်။ငါဘာစင်ကြီးစင်လက်မှမကြားကျင်တော့။အေးမင်းငါအကျွေးကိုနောက်ထပ်၅ရက်အတွင်းပြန်မဆက်လို့ရတော့မင်းရဲ့လေကိုလေးလံပစ်ပြီးရောင်းစားလိုက်မယ်။ ရေရှင်ရဲ့စကားကိုကြတော့သူ့နန္ဒာကအရန်ကိုစိတ်ပူသွားပါတယ်။ဗန်စီကတော့စိတ်ရှုပ်လို့အိမ်ထဲကနေထွက်သွားပြီးရောအပြင်တနေရာမှာထိုင်နေပါတဲ့။အိုးဘုရားရှင် အခုတော့အရှင်ကိုပဲအားကိုးရတော့မယ်။အခုကျွန်တော်ကိုကယ်နိုင်တာဆိုလို့အရှင်ပဲရှိတော့တယ်။ရေရှင်ကြီးစီကယူထားတဲ့ဒီလောက်များတဲ့အကျွေးတွေကိုငါဘယ်ကပတ်စံနဲ့ပြန်ဆက်ရမလဲ။အခုငါမှဘာနီးလက်မှမရှိတော့ဘူး။ငါဘာဆက်လုပ်ရမလဲ။ဒီလိုသာဆိုရင်ကျွန်တော်မကပါလေ ကျွန်တော်ကိုဖန်ဆင်းခဲ့တာကလည်းအရှင်မဲမလားဘုရားသခင် ကျွန်တော်ကကျွန်တော်ဘဝမှာအရှင်စီကိုအနန္တားခဲ့တာဒါကြောင့်ကျွန်တော်ရဲ့ဘဝကောင်းခြင်းဆိုးခြင်းတွေအကုန်လုံးကိုအရှင်မဲကြည့်ရှုပေးရမှာကျွန်တော်ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းအလုံးစုံကိုလည်းအရှင်ပဲဆုံးဖြတ်ပေးပါအဲ့လိုနဲ့မကြခင်မဲအချိန်၅ရက်ကအကုန်လွန်သွားပြီဒီနောက်မှာတော့မြေရှင်ကဗန်စီတို့အိမ်ကိုနောက်တစ်ခေါက်ထက်ရောက်လာပြန်တဲ့ဒီမှာဗန်စီရဲ့မိမနင်းယောက်ျားအိမ်မှာရှိလား ဒီနေ့အချိန်က9ရက်ပြည့်သွားပြီ။ तू မရှိပါဘူးတတိ။ तू လောလောဆယ်အိမ်မှာမရှိပါဘူးရှင်။ तू တနေ့ရရသွားတယ်ဒီမှာရဲ့။အေးလေမစမ်းပါဘူး။ဘာလို့လဲဆိုတော့ငါလာမယ်ဆိုတာကို तू သိနေရကိုဒါကြောင့် तू အိမ်ကနေထွက်ပြေးသွားတာပေါ့။နင်းယောက်ျားကဘလို့ဒီများတွေးနေပါလိမ့်။ तू အိမ်ကနေထွက်ပြေးရင်လားနဲ့ငါသူ့စီကိုအကျွေးလာမတောင်းနိုင်တော့ဘူးလို့ထင်နေရလား။ဒီလိုလုံးဝဖြစ်လာမှာမဟုတ်။ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီအလုံးမလုံးချင်တဲ့ကောင်က အလုတ်သွားလို့မှလည်းမဟုတ်သူ့ကိုပတ်စံချေးပေးလိုက်တာဟာငါအမပဲကို့အိမ်ကလည်းမဦးစီးနိုင် ကို့မိမကိုယ်တော်မှဝမ်းရည်ပြည့်လျောင် မထားနိုင်တဲ့လူကအကျွေးကိုဘယ်ဟာပတ်စံနဲ့ပြန်ဆက်မာတယ်လေမိမရှာတဲ့ပတ်စံကိုကြတော့ကို့ဝမ်းကိုဖြည့်ပြီးရောအိမ်မှာဘောကြော့ထိုင်နေတယ်ငါတော့ကိုမိမကိုသူများအိမ်နေမှာအလုတ်သွားခိုင်းရတဲ့သူ့လိုအရှက်မရှိတဲ့ယောက်ျားကိုဒီနေ့ဒီချိန်ထိမမြင်ဘူးသေးဘူး။သူရှက်တက်ရင်လဲတဲ့ဝတော်မှာကောင်းနေပြီ။တထင်း ကျမယောက်ျားကိုအဲ့ဒီလိုတော့မပြောပါနဲ့စကားကိုထိမ့်ပြောပါရှင်ဒီလိုစကားမျိုးပြောထက်တာရှင်းမရှင်းဘူးလားဟာငါကဘာလို့မပြောရမှာလဲနင်းမဲပြောကြည့်စမ်းငါပြောတာတွေကအလိမ့်ညာတွေလားနင်းစိတ်မကောင်းဖြစ်နေတောင်မှဒါကအမှန်တရားပဲကဲငါတခုမေးမယ်နင်းသူနဲ့လက်ထပ်ပြီးတဲ့ကဘလို့ပြောရှင်မှုများရခဲ့လို့လဲသူ့အကြောင်းမကောင်းပြောတာကြားရတော့နင်းမကြိုက်မလားသူအနဲ့ကိုဒီနေ့ထိဘာများကောင်းခဲ့လို့လဲ။နင်းငါစကားကိုလက်ခံနေဆိုရင် သူ့ကိုထားခဲ့ပြီးတော့ငါနဲ့သာလိုက်ခဲ့နင်ဒီလိုစိရဲသားဘွားနဲ့ဘလောက်ကြကြာထပ်ပြီးတော့နေအောင်ပါလဲဘန်စီကနင့်ကိုဘာပျော်ရွှင်မှုမှပေးနိုင်မှာမဟုတ်ဘူးနင်သာငါနဲ့တူနေမယ်ဆိုရင်နင်လိုချင်တဲ့ပျော်ရွှင်မှုတွေကလုံးကိုပေးမယ်အဝတ်အစားအသစ်တွေအစီအကံတွေပိုးတယ်တွေအားလုံးရစေရမယ်ပြီးတော့ငါကနင့်ကိုမိဖုရားတပားလိုထားမှာနင်လိုချင်တာမှန်သမျှအကုန်လုံးဖြည့်ဆည်းပေးမယ်ပြီးတော့နင်ယောက်ျားတင်နေတဲ့အကျွေးတွေလည်းငါကလျှော်ပေးမယ်ဟာဒီမှာ ကျမတို့ဆင်းရဲခြင်းရင်ဆင်းရဲမယ်။ဒါပေမဲ့ဂုံတိတ်ခါတော့မမဲ့ဘူးရှင်။ရှင်ဘလို့တောင်တတ္တိတွေရှိနေလို့ကျမကိုခုလိုစကားတွေပြောထွက်ရတာလေ။ရှင်ခုချက်ချင်းဒီရင်ကနေထွက်သွားပါ။မဟုတ်လို့ကတော့ရှင်ကျမဆိုမဆိုနဲ့။ကျမတို့ရှင်စီကနေအကျွေးယူခဲ့တာမှန်နေ။ဒါပေမဲ့ကျမတို့ကရှင်ကျွေးကိုတေချာပါ့ပြန်ဆက်မှ။ရှင်ပြောတယ်လို့မျိုးကျမတို့ကရှင်ရဲ့ကျွန်းတွေမဟုတ်ဘူးရှင်ကျမကိုဘလို့အတန်းစားများမှတ်နေလေရှုပ်ပါတယ်ဒီကနေမြင်မြန်သွားတော့ မဟုတ်ရင်ရွာသားတွေခေါ်ပြီးသူတို့ရှိမှရှင့်ကိုအရှက်တကွဲအကျိုးနဲ့အောင်လုံးမိလိမ့်မယ်။နေဟငါ့ကိုအတန်ကြဲကြဲနဲ့တောင်ပြန်ပြောရတယ်ပေါ့လေ။အဲ့လောက်တော့မှတတိကောင်းနေလား။ဘက်နဲ့ကျွေးတဲ့လက်ကိုပြန်ကရဲတယ်တဲ့။ငါကနင့်အတွက်နင့်ရဲ့ကောင်းရကောင်းချမ်းကိုပြောနေရ။အဲ့ဒီအသုံးမကျတဲ့ကောင်ကနင့်အတွက်ဒီနေ့ထိဘာမှကောင်းလို့လဲဟာ။အခုကစားပြီးရောနင်တို့နှစ်ယောက်ပိုင်နေလေကိုလည်းမေးလိုက်တော့အဲ့ဒီကိုခြေဥတော်တန်ဖို့မကြိုးစားမိစေနဲ့။မဟုတ်လို့ကတော့နင်တို့လင်မြဒုက္ခအကြီးကြီးတွေ့မယ်မှန်။ အခုအဲ့ဒီလေကငါ့အပိုင်မဲ့နင်တို့အဲ့ဒါနဲ့ပတ်သက်ပြီးရောဘာအခွင့်အရေးမှမရှိတော့စကားဆုံးတာနဲ့မြေရှင်တဲ့လေအဲ့ဒီကနေပြန်ထွက်သွားပါတယ်သူ့နန္ဒာကတော့ဒေါသအကြီးကြီးထွက်ပြီးရောကြံ့နေခဲ့ရပေါ့ခဲဒီခါမှာတော့သူလည်းအခုလိုမျိုးတွေးလိုက်တယ်ဒီပြဿနာတွေကလုံးကသူ့ကြောင့်ဖြစ်လာတာသူသာအလုပ်တစ်ခုခုလုပ်နေခဲ့ရင်ဒီလောက်ဒုက္ခကြီးကြီးရောက်မှာမဟုတ်ဒီနေ့ဆိုငါတို့စားဖို့စံတစေးတောင်မရှိဘူး ပြီးတော့မြေရှင်ကလည်းတော်တော်လေးစီးကြော်ပြီးတော့ငါ့ကိုစော်ကားသွားတယ်။ဒါရီအလုံးကသူ့ကြောင့်ဖြစ်ရတာ။အဲ့ဒီချိန်မှာဘန်စီလည်းအိမ်ပြန်လာပြီးထုံးစံအတိုင်းဖျားဝဲပြုတ်နေတဲ့သူ့နန္ဒာလည်းချက်ချင်းဆိုသလိုဒေါသတကြီးနဲ့ထပြောတော့တာပေါ့။တော်လောက်ပြီးဒီအလုံးမဟုတ်တာတွေကိုကျမအိမ်မှာလာပြီးတော့မလုံနဲ့။ရှင့်ပစ္စည်းတွေကိုလည်းထုတ်ပိုးပြီးတော့ဒီကနေသွားတော့ဒီရင်ကိုအရင်ကကျမဦးစီးခဲ့ရတာ။အခုလဲကျမတယောက်ပဲဆက်ပြီးတော့ရက်တည်နိုင်တဲ့ ရှင့်လူလူကို ကျမကလိုအပ်နေမင်းမထင်နဲ့မိမရဲ့နင်းပါးကြီးပြောနေရလေငါကဘဲကိုသွားပြီးတော့ဘဲမှာနေရမှာလေအဲ့ဒါကတော့ရှင့်ဘုရားသခင်ပဲအတိဆုံးဖြစ်မှာပေါ့ရှင့်ဘဲမှာနေရမလဲဘဲကိုသွားရမလဲဆိုတာရှင့်ဘုရားကိုပဲမေးကြည့်ပေါ့ဒီနေ့မြေရှင်က ရှင့်ကြောင့်နဲ့ကျမကိုဘလောက်တောင်မှစော်ကားသွားလဲရှင့်သိရဲ့လားဒါရီထားပါတော့ရှင်နဲ့စကားပြောလို့လေအကျိုးမရှိရှင်ကျမမျက်စိရှိရနေထွက်သွားတော့ သူ့နန္ဒာတရားကိုယောက်ျားကိုခုလိုပြောကအိမ်ပြင်ကိုနှင်ထုတ်ပြစ်လိုက်တယ်။ဒီလိုနဲ့ဘန်စီလည်းအိမ်နဲ့ခလန်းလန်းကတစ်ပင်အောင်မှထိုင်ငုံနေရပေါ့။ဒီနေ့မှပဲငါကံကဘလို့တွေဖြစ်တာလဲ။ငါမှငငယ်လေးတည်းကအရှင်ကိုကိုးကွယ်ခဲ့ရတာ။ဘာလို့ကျွန်တော်ကဒီယုံကြည်မှုရဲ့အကျိုးဆက်အနေနဲ့ဒီလိုအပြစ်ဒဏ်မျိုးကိုခံစားရရလဲ။သူ့နန္ဒာကလည်းတော်တော်လေးစိတ်မကောင်းဖြစ်ပြီးတော့အိမ်ပြင်မှာထိုင်နေတယ်။ဒီချိန်မှာပဲသူ့စီကိုလူတယောက်ရောက်လာတဲ့ ူရဲ့လက်ထဲမှာအိတ်တလုံးပါလာပြီးအဲ့ဒီအိတ်ထဲမှာလည်းပစ္စည်းတွေအများကြီးပါလာတဲ့ပုံပါပဲထိုလူစိမ့်ကသူ့နားကိုလာရက်ပြီးတော့အခုလိုမျိုးပြောပါတယ်ညီမလေးဘန်စီဆိုတဲ့လူဒီမာနီယာလားဟုတ်ပါတယ်သူဒီမာနီယာပါသူကကျမယောက်ျားပါရှင်ကဘာလို့လဲမသိသူနဲ့ပတ်သက်ပြီးတော့ဘာကိစ္စရှိလို့လဲမဟုတ်မှလည်းရောသူရှင်းစီကနေအကျွေးတွေယူထားတာလားမဟုတ်ပါဘူးဗျာညီမလေးရေ တကယ်တော့ညီမရဲ့ယောက်ျားကအကိုတို့စီမနဲ့နဲ့ကြီးပြီးတော့အလုပ်လုပ်ခဲ့ရ။ဒါပေမဲ့သူကဒီနေ့ဒီသူ့ရဲ့လစာကိုတခါမှမယူဘူးဘူး။ဒါကြောင့်အကိုတတိကသူ့ကိုလစာပေးဖို့ဒီကိုလွတ်လိုက်တာပါ။စကားဆုံးတာနဲ့အဲ့ဒီလူစိမ့်ကငွေအိတ်ကို သူ့စီပေးပြီးတော့ထိုနေရာကနေထွက်သွားပါတော့တယ်။အဲ့ဒီလူထွက်သွားပြီးရင်နာသူ့နန္ဒာလည်းအိတ်ကိုဖြွင့်ကြည့်လိုက်တဲ့အိတ်ကိုဖြွင့်ဖြွင့်ချင်းမြင်လိုက်ရတဲ့အရာကြောင့် ဒုက္ခများမျက်လုံးပြည့်မျက်စံပြူဖြစ်သွားပါလျော့အကြောင်းကတော့အဲ့ဒီအိတ်ထဲမှာရွှေတင်းကားတွေစိန်ရွှေကြောင်းမြရန္နာတွေအများကြီးရှိနေလိုပါပဲဒီလောက်များတဲ့ပစ္စည်းတွေကိုမြင်တော့သူမှလည်းစဉ်းစားမိဟင့်ဖရဖရအများလိုက်တဲ့ရွှေငွေရန္နာပစ္စည်းတွေအခုငါဘာရီမြင်နေရလဲငါတော့ဘာမှအောင်နားမလဲတော့မသိရင်ဒါကငါ့အတွက်အိမ်မက်တစ်ခုလိုပဲငါရဲ့မျက်လုံးကိုယ်တော်မှငါမယုံနိုင်တော့ဘူးဒါဘလို့တောင်ထူးဆန်းတာလေပြီးတော့ဘန်စီကား ဒီလိုမျိုးနှင်းနဲ့ချီပြီးတော့အလုတ်လုံနေတဲ့အကြောင်းကိုငါ့ကိုတကားမှမပြောပြဘူးပါလားကြည်ရတာသူဒီကိစ္စကိုငါ့ကိုမပြောပြပဲတတ်တတ်လျှော့ထားတာတင်နေလက်စားတတ်တော့သူကငါမသိအောင်နေတိုင်းအလုတ်သွားပြီးတော့လုံနေခဲ့ရကိုသူ့ရဲ့တတိကလည်းအရန်ကိုချမ်းသာတဲ့ပုံပဲဒါကြောင့်လာစာနေတဲ့အောင်မှာရွှေငွေတွေကိုဒီလောက်အများကြီးပေးလိုက်တာကျမကိုခွင့်လွတ်ပါကျမသူ့အကြောင်းဘလို့များတွေးခဲ့မိလဲမသိသူ့ကိုလည်းဒေါသတကြီးနဲ့စကားကြမ်းကြမ်းတွေပြောမိရဲ့ သူ့ကိုမြင်မြန်ရှာပြီးတော့ပြန်ပြီးတော့တောင်းမှမယ်။ဘယ်ဟိုများသွားနေလဲမသိဘူး။ယောက်ျားရဲ့ရှင်တစ်ချိန်လုံးဒီမှာထိုင်နေရလား။ကျမရှင်ကိုဘယ်ကိုလိုက်ရှာလို့ရှာရမန်းတော့မသိပါဘူးရှင်။ကျမကိုခွင့်လွှတ်ပါ။ကျမရှင်ကိုစကားတွေဘလောက်တောင်မှကြံ့ကြံ့တန်တန်ပြောမိသွားလေ။ဒါတွေအတွက်ကျမအရန်ကိုနောင်နာရတယ်။အခုတော့အိမ်ပြန်ကြရအောင်ပါရှင်။မန်စီကတော့သူ့မိမရဲ့စကားတွေကိုနားမလည်နိုင်ဖြစ်နေတယ်။မဟုတ်သေးဘူးမိမ။ နင်လုတ်ခဲ့တာတွေကမမမမတာဒါကငါထိုင်နေငါကံပဲငါတို့အိမ်လေးစီကိုငါပြန်မလာတော့ပါဘူးဟာဘလို့ပဲဖြစ်ဖြစ်ဒီနေ့ဒီချိန်ဒီငါမင်းကိုပျော်ရွှင်မှုများပေးခဲ့ဘူးလို့လေငါနဲ့တူနေတဲ့တခြားလူအမြဲတမ်းဒုက္ခတွေပဲပေးခဲ့မိရအဲ့လိုပြောတော့သူနန္ဒာလည်းယောက်ျားဖြစ်သူကိုဖြစ်ချောင်းကုန်စင်ပြောရတော့တာပေါ့မိမနင်းပါရီပြောနေရလေငါတော့ဘာမှအောင်နားမလဲဘူးဟာ အဲ့ဒီနောက်သူတို့လင်မယားနေအောင်အိမ်ပြန်သွားကြတယ်။ဘန်စီအိမ်ပြန်ရောက်တော့ရွှေငွေရတနာပစ္စည်းတွေအများကြီးကိုမြင်သွားပြီးတော့စိတ်လှုပ်ရှားသွားတယ်။နင်းမြင်နေရတဲ့ဒီပစ္စည်းတွေအကုန်လုံးကဘုရားသခင်ရဲ့ကျေးဇူးတော်ပဲ။နင်းစီကိုဒီအိတ်လာပေးသွားတဲ့သူကလည်းတာမန်လူမဟုတ်ဘူး။သူကငါငငယ်တဲ့ကကိုးကွယ်ခဲ့တဲ့ဘုရားသခင်ပဲ။ဘုရားသခင်ကငါ့ကိုပါရီပေးသွားလဲဆိုတာကြည်စမ်းမအောင်ဟာ။ ငါတော့ဒီလိုဖြစ်လာမယ်လို့တကားမှမတွေးခဲ့ဘူးပါဘူးဟာအဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့ဗန်စီနဲ့သူမိန်းမလည်းပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားပါတယ်ဒါပေမဲ့ပရိသတ်ကြီးတို့ရေကျမတို့ရဲ့နေစဉ်ဘဝမှာလဲပတ်နိုင်ဖို့အတွက်အလုပ်တစ်ခုကိုတော့မဖြစ်မနေစ조사ပြီးတော့လုတ်ကင်နေရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင့်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်။